ဗုဒ္ဓရဲ့ချိုးချံခေါင်းပါတဲ့အချင်းကိုကြီးညိုသူမှာတရဝအားလုံးရဲ့၁၀ပုံ၉ပုံရှိပါတယ်။ဗုဒ္ဓရဲ့တရားတော်ကိုကြီးညိုသူမှာတရဝအားလုံးရဲ့အပုံတသိန်းပုံတပုံသာရှိပါတယ်ဆိုပြီးတော့မှတ်သားမှုပါတယ်။အဆိုပါကြီးညိုသူ၄မျိုးအနက်ဗုဒ္ဓတရားတော်အပေါ်ကြီးညိုသူနည်းရခြင်းရဲ့အကြောင်းရင်းကိုသိလိုပါတယ်ခင်ဗျာ။ဗုဒ္ဓရဲ့အစင်းတရံကိုကြီးညိုသူမှာတရဝအားလုံးရဲ့၃ပုံ၂ပုံသာရှိပါတယ်။ဗုဒ္ဓရဲ့အတန်တော်ကိုကြီးညိုသူမှာတရဝအားလုံးရဲ့၅ပုံ၄ပုံရှိပါတယ်။ဗုဒ္ဓရဲ့ချိုးချံခေါင်းပါတဲ့အချင်းကိုကြီးညိုသူမှာတရဝအားလုံးရဲ့၁၀ပုံ၉ပုံရှိပါတယ်။ ဗုဒ္ဓရဲ့တရားတော်ကိုကြင်ညိုသူမှာတတော်အားလုံးရဲ့အပုံတသိမ်းပုံတပုံသာရှိပါတယ်ဆိုပြီးတော့မှတ်သားဘူးပါတယ်။အဆိုပါကြင်ညိုသူ၄မျိုးအနက်ဗုဒ္ဓတရားတော်အပေါ်ကြင်ညိုသူနည်းရခြင်းအကြောင်းရင်းကိုသိလိုပါရစေ။ဗုဒ္ဓ၏တရားတော်များသည်ဝိတ္တုတိဖြစ်ပြီးဝိမု ക്തി တရားများသာဖြစ်ကြောင်းကဘာနှက်စေခြင်းမှသည်ခမရဆိုပြီးတော့အကောင့်ပါရှင်ဦးသိန်းရွှေကမေးမြန်းထားတာပဲဖြစ်ပါရစေ။အခြေခံကိုပြောမယ်နော်။အခြေခံကတော့၃ချက်ပဲရှိတယ်။သိသိကျင်တာဟာ။အဲ့ဒါဘာလဲဆိုတော့နံပါတ်၁ကတရားတော်ရဲ့သဘာဝ။ က်ခဲနေနေမှုလို့ခေါ်တာပေါ့နောက်ဒုတိယကချက်ကပါလဲဆိုပုထုဇဉ်တို့ရဲ့အလေထားအလွယ်ကိုကြိုက်တာပေါ့အလွယ်ကြိုက်မှုပေါ့ဒါပေမဲ့ဒီနှစ်ခုနဲ့တည်းတော်တော်လုံလောက်နေတရားတော်ကခက်ခဲနေနေတယ်ပုထုဇဉ်တွေကအလွယ်ကြိုက်တယ်ဒါဆန့်ကျင်ဘက်ပဲနောက်တတိယသူ့ကိုပို့ပြီးတော့အားကောင်းစေတာကစိတ်တို့ရဲ့သဘာဝနော်စိတ်တို့ရဲ့သဘာဝစိတ်ဒီမကောင်းမှုမှမွေးလျော်တယ်ဒါသုံးခုစရတော့ပြီးသွားပြီပေါ့နော်ဒါတစ်ခုချင်းအကျဉ်းလေးပြောမယ်နံပါတ်၁ကပါလဲဆိုတရားတော်ရဲ့သဘာဝ တရားတော်ရဲ့သဘာဝကဘာလဲဆိုခက်ခဲနေနေခက်ခဲနေနေတယ်ဆိုတာကိုသူငါပြောတာထက်မြတ်စွာဘုရားရှင်ကိုယ်တော်တိုင်ပြောခဲ့တယ်ဆိုတာပို့ပြီးတော့ဒါယုံကြည်ရမှာပေါ့မြတ်စွာဘုရားရှင်ကဘုရားဖြစ်ပြီးတဲ့အခါမှာတတ္တဝါတွေကိုတရားဟောဖို့စိတ်ထဲမှာကြံစည်ကြပေါ့ကြံစည်တဲ့အခါမှာသဗ္ဗညုတဉာဏ်မှာထင်လာတယ်ဘာထင်လဲဆိုတော့အဓိကတော့ခေါမြညာဓမ္မဂံပီယောဒုဒ္ဒသောဒုဒ္ဒန်နုဘောတော် တန်တော်ပဏိတော် အတ္တကဝဆရောပန္တိတဝေဒနီယောဒါအခွင့်ကြုံရင်ကျွန်တော်ပြောဖို့ပါတယ်ကျေးဇူး အဓိပ္ပာယ်ပါလဲဆိုတော့ဒီကတော်ခေါမြန်ရန်ဓမ္မငါရယူသိရှိထားတဲ့ဒီလောကုတ္တရာဓမ္မဆိုတာခံပြီးတော့တယ်လွန်သွားနေနေတယ်။ဘာကြောင့်နေနေလဲဆိုတော့ဝိပဿနာဉာဏ်ပညာနဲ့စံသပ်အထုတ်ရမယ်ဟာဖြစ်တဲ့အတွက်နေနေတာကိုပြောတာ။ခံပြီးရောဒုဒ္ဒသောတဲ့နားလည်းသိရှိတွေ့မြင်နိုင်ဖို့ကလည်းပဲပို့ပြီးခဲရင်နေ။သဘာဝတရားနေနေတာတစ်မျိုးအဲ့ဒီနေနေတာကိုသိရှိနိုင်ဖို့အတွက်ထပ်ပြီးခဲရင်တာတစ်မျိုးပေါ့။နှစ်ခုပေါ့။ဒုရဏုဘောတော်တဲ့သူတို့ကရှင်လင်းပြတ်သားစွာနဲ့ပြန်လည်ဟောကြားပြီးတော့ သိရှိနိုင်ဖို့ကလည်းခဲရင်စီတဲ့ခဲရင်ပြန်တယ်။တဘာဝတရားကခက်ခဲတယ်။သိဖို့ကခက်ခဲပြန်တယ်။သိပြီးတော့ဒီတဘာဝကိုနားလည်အောင်ပြောဖို့ကလည်းခက်ခဲတယ်။ဟိုပိစိကပုဂ္ဂလာတွေတရားမဟောဘူးလို့ပါပဲကြည့်ပါနော်။လူရနုဘောတော့နောက်တန်တော်တဲ့။နေဆဒုက္ခဖြစ်တဲ့အတွက်ငြိမ်းချမ်းအေးမြချမ်းသာလာစွာတဲ့တတိယတမန်လူတွေခံစားဖို့အတွက်မလွယ်ဘူးပေါ့။ပဏိတော် နိုင်ပြစရာမရှိအောင်မောမြတ်တယ်။အတ္တကဝဆရော လောကရပညာရသိပ္ပံစွန့်ရင်အတက်တွေနဲ့လည်းပဲကြံစီခြင်းကမရဘူးဘယ်လိုပဲရှာရှာပေါ့နော်ဒီကိစ္စနောက်ဆုံးပန္တိတဝေရဏီရောမဲ့ပညာဖူပညာရှိတဲ့ပုဂ္ဂိုလ်တွေဆိုရင်သိရခံစားရတဲ့အရာဖြစ်တယ်ဒါတရားတော်ရခက်ခဲနေနေမှုပေါ့ဗျာဒါတော့သူလုံလောက်တယ်တဲ့အချက်ဒုတိယကတော့ဘုဒ္ဓရှင်တို့ရဲ့အလေးထားပေါ့အလွယ်ကြိုက်ကြအဲ့တော့ဒီလောကလုံးမှာရှိနေတဲ့ပုဂ္ဂိုလ်တွေထဲမှာသစ္စာနုလောမိကဆိုတဲ့ အရှင်းမြတ်သမာဓိတိအမြင်မှန်ကိုရတဲ့ပုဂ္ဂိုလ်အနည်းငယ်မှအပကျွင်းတော်ဘုဒ္ဓရှင် အားလုံးဟာဒီခန္ဓာဆိုတဲ့သက္ကာယဒိဋ္ဌိကိုအခြေပြုပြီးတော့ခန္ဓာပေါ်မှာမှားယွင်းစာမြင်တဲ့သက္ကာယဒိဋ္ဌိကိုအခြေပြုပြီးတော့တတ္တရဒိဋ္ဌိနဲ့ဥစေတဒိဋ္ဌိတို့ရဲ့လွှမ်းမိုးခြင်းကိုခံနေရတယ်။ဒါနည်းပြောရင်တော့အယူမအမြင်မအမှန်မတွေပေါ့စိတ်အလိုလိုက်ပြီးတော့လှုပ်ရှင်ရလုံနေရအဲ့ဒါအစွန်းနှစ်ပါးဖြစ်သွားတာပဲနော်ပြောတော့ခေါင်းစဉ်ကတော့တတ်ထားတာပေါ့လေဒါပေမဲ့မှားယွင်းနေတာစိတ်အလိုလိုက်ကြတာပေါ့အလွယ်ကြိုက်ကြတာပေါ့ ဲ့တော့သမာဓိတ္တိအမြင်ဉာဏ်အမြင်မှန်ရှိတဲ့ပုဂ္ဂိုလ်သာလျှင်မဂ်ကင်ရှိရဆိုတဲ့အချင်းမြတ်လမ်းစဉ်ကိုချင့်ကပ်နိုင်တယ်။အဲသမာဓိတ္တိကအသိရေးကြီးတယ်အမြင်မှန်ဘောကမြတ်စွာဘုရားရှင်ကိုလိုတိုင်းပြောခဲ့တဲ့အန္တိဘူတော်အယံလောကောဆိုတဲ့စကားနဲ့တရားဟောဖို့တောင်းပန်တဲ့သံဃာမတိပြမာရဲ့နတ္တိဝတ္တဘောလောကောဆိုတဲ့စကားနှခုံးကိုကြည်လိုက်ရင်သမာဓိတ္တိအမြင်မှန်ဘလောက်ရေးကြီးကြောင်းတွေ့မြင်နိုင်တယ်။အဲ့ဒီသမာဓိတ္တိအခြေခံကြတဲ့သမာဓိတ္တိအမြင်မှန်ကိုမသိရှိတဲ့ပုဂ္ဂိုလ်မရိပ်မိတဲ့ပုဂ္ဂိုလ် သိရှိရိမ့်မိပြန်တော့လည်းပဲကြက်ကန်းဆွဲဆွဲပြီးတော့အလဲခုတ်ဖို့အတွက်ကြာကြာမီရဲ့လုံနေတဲ့ပုံကိုယ်တွေကဗုဒ္ဓဘုရားရှင်လက်ထက်ကနေပြီးတော့ယနေ့ခေတ်တန်အောင်မှာဒုနဲ့ဒီမယိုးမအီနိုင်အောင်ရှိအဲ့လိုပုံအဲ့လိုမျိုးရှိနေတဲ့အတွက်တရားတော်ပေါ်မှာစိတ်ဝင်စားမှုလေ့လာမှုလက်ခံနိုင်မှုဆိုတာအမတန်အားနည်းတာပေါ့နော်အဲ့ဒီမိမိကိုယ်နိုင်ကလည်းပဲကလျာဏဘုဒ္ဓရှင်ဖြစ်ဖို့အန္တဘုဒ္ဓရှင်ကနေကလျာဏဘုဒ္ဓရှင်ဖြစ်ဖို့တနည်းအားဖြင့်ပြောရင်တော့ မိဟိုပါဒိဋ္ဌိနဲ့ဝိသိကိစ္စရဲ့တားကောင်မဖြစ်ဖို့ပဲအလုံးဝအဲ့လိုဖြစ်နေတာအမှန်တကယ်ကဒိဋ္ဌိနဲ့ဝိသိကိစ္စကိုမြတ်စွာဘုရားရှင်ကဒသနိနာပဟာတ္တပလို့ပြောတယ်မဲ့နဲ့သာပယ်ရတဲ့အရာဒါပေမဲ့မဲ့နဲ့မပယ်နိုင်သေးတော့လည်းပဲကျွန်တော်တို့မှကိုယ်ခံအားရှိဖို့လိုတယ်သဗ္ဗညောပြင်ကျင်စာနိဗ္ဗာန်ပေါ့ဒါကတော့စာသိစံကောင်းသဗ္ဗညောဆိုတာကပရိသေတိမှာပါလာတဲ့တိဟိတ်ပညာပေါ့နော်ခုနဟိုဟာတို့ပေါ့ဘုဒ္ဓဘာသာဟိုဟာပေါ့ မိဘနှစ်ပါးမွေးဖွားလာပြီးတော့တိဟိပတိဇတိပါလာတဲ့ဟာပေါ့နော်အဲ့တော့သတ်ပညာပညာစဆိုတာဝိပဿနာပညာပေါ်မှာလိလထုံလွှမ်းနိုင်မှုပေါ့နိဗ္ဗာန်ဆိုတာအရာရာကိုနှိုင်းချချင်းချင်းပြီးဝေဖန်တတ်တယ်ပါရိဟာရိကပညာလို့ခေါ်တယ်ဒါတော့စသပေးတယ်အဲ့ဒါကိုကံအသုံးပါနဲ့ဘာလို့လဲဒိဋ္ဌိနဲ့ဝိသိကိစ္စကိုတတ်နိုင်ကြမြတ်ရှင်းတာအဲ့ဒါလို့ရှင်းထားတဲ့ပုံကမှအမှန်တရားကိုလိုချင်တဲ့စိတ်ရှိမယ်ပညာရှိကိုမိဝဲစိတ်ကချင်တဲ့စိတ်ရှိမယ်ပညာမဲကိုဝေးစွာရှောင်မယ်ပညာရှိကြံအဖန်ဖန်ချွေးနှင်းမင်းမြဲမယ်ဆိုတော့အဲ့ဒီကိုကံအားရှိတဲ့ပုံကမှ ဲ့ဒီတရားတော်ကိုသူကချင့်ကပ်လို့သိရှိတယ်။နော်ဒါဒါပြောပြတာပေါ့နော်။အဲ့လိုမျိုးချင့်ကပ်လို့သိအဲ့ဒီပုံကိုယ်တွေကလည်းခေတ်ဆက်ဆက်အမြဲတမ်းရှားပါတယ်။ဒါကဘာလဲဆိုရင်ဘုနာပြောတယ်တမာတိအမြင်ဉာဏ်ရဖို့နည်းပါတဲ့ပုထုဇဉ်တို့ရဲ့အလေထအလွယ်ချက်မျိုးပဲ။နောက်တတိယချက်ကစိတ်ရဲ့သဘာဝ။စိတ်ဆိုတာမြန်မာစကားပေါ့။ပါဠိကစိတ်တလို့ပြောတယ်။မြန်မာလိုပြောရင်စမ်းကျင်အမျိုးမျိုးဖြစ်နေတယ်။အခုလူကျင်တယ်မလူကျင်ဘူး။ အခုမေတ္တာပို့တယ်အခုဒေါသတွေ့တယ်အခုကြည့်မရအခုကြည့်ရတယ်အခုကြည့်မရဆိုလိုတာအဲ့ဒါလိုအမျိုးမျိုးပြောင်းလဲနေတဲ့အတွက်သူစိတ်ဓာတ်စမ်းကြယ်တယ်လို့ပြောတယ်နောက်ပြီးတော့ phantana sapalan စိတ်တန်လို့ဓမ္မပဒမှာဘုရားဟောတာစိတ်ဟာအဲ့တည်ငြိမ်နေတဲ့အရာမဟုတ်ဘူးတုံ့လှုပ်နေတယ်ဖျက်ပေါ်လော်လီတယ်ဒုရက်ခေါ်ဆုံးမရခက်တယ်ဥပမာတစ်ခုပြောမယ်စစ်ဖြစ်တာကောင်းလားလို့မေးကြည့်သူအသိဉာဏ်ရှိတဲ့လူတွေမကောင်းဘူးပဲပြောတယ်ဒါပေမဲ့နိုင်ငံတိုင်းစစ်ဖြစ်နေတယ် ီရင်းစစ်ဒီပါစစ်ဘာသာရေးစစ်လူမှုရေးစစ်ခေါင်းစဉ်မျိုးစုံတက်ပြီးဖြစ်နေဖြစ်တဲ့ပုံကိုယ်တွေကိုအဲ့ဒီစစ်ဖြစ်ဖို့အတွက်အမိတ်ပေးတဲ့ပုံကိုယ်တွေကိုလည်းကြည့်လိုက်ပညာရှိလို့တော်လို့ကျွမ်းကျင်လို့လှုပ်တက်ကြင်တက်လို့ပြည်သူကထောက်ခံလို့အကုန်လုံးမဲများစွာနဲ့ပြင်မြောက်ထားတဲ့ခေါင်းဆောင်တွေပဲသို့သော်ခုနကျွန်တော်ပြောပြီးပြီစိတ်တည်ဖန်တနံတုံးနေတယ်စပလန်လှုပ်နေတယ်လျက်ပေါ်လွန်နေတယ်ဒုရက်ခေါ်ဆုံးမရခက်တယ်ပါပသမိန်ရမတိမနောမကောင်းမှုမှသာလင်ပြောမှုတယ် စိတ်ရတဲ့ဘာဝမကောင်းမှုမှသာပြောမို့အဲ့ဒါစိတ်ရတဲ့ဘာဝတွေပဲတုံလုံးနေတယ်လျှက်ပေါ်နေတယ်တုံနေတယ်လှုပ်နေတယ်ခိုင်မြတ်တည်တည်မှုမရှိဘူးပေါ့စိတ်ရတဲ့ဘာဝအဲ့ဒီစိတ်ရတဲ့ဘာဝတွေအားလုံးဟာပရမတ္တသစ္စာခေါ်တယ်အန္တိမသစ္စာလို့လည်းခေါ်တယ်အတိဘယ်ကဘယ်ဆိုးရတက်တဲ့ဘယ်အုပ်ချုပ်မှုစနစ်ပြောင်းပြောင်းအဲ့ဒီစိတ်တဘာဝဒီတိုင်းပဲဘာလို့မှမပြောင်းစကားကုံအောင်ပြောလိုက်ဘယ်ဖျားရှင်ပွင့်ပွင့်ဘယ်ဖျားပြောင်းပြောင်းစိတ်တဘာဝဒီတိုင်းပဲဒါပေမဲ့သမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့ပွင့်တဲ့ကာလမှာ စိတ်တဘာဝကိုပြောင်းအောင်လည်းလုပ်လို့မရဒါပေမဲ့ကောင်းအောင်တော့လုပ်လို့ရဘလို့ကောင်းအောင်လုပ်လဲစိတ်တန်တန်တန်ဒုက္ခဝံစိတ်တန်စိတ်ကိုတန်တန်ရင်ကျေးအောင်ဆုံးမနိုင်ခဲ့သောဒုက္ခဝံချမ်းသာခြင်းကိုရောက်မယ်လို့ပြောဒါဘုရားရှင်တို့ဖွင့်ထွန်းတဲ့ခင်မှာအဲ့ဒါလို့ဟောကြားတဲ့ဟာကိုလည်းပဲခုနကပြောမယ်နံပါတ်1ဏိကုံချုပ်တဲ့ခါပေါ့နော်ပရမတရားတော်ရဲ့နည်းနည်းမှုတဘာဝနည်းနည်းမှုပုထုဇဉ်တို့ရဲ့တဘာဝအလေးထားအလွယ်ကျိုက်မှုစိတ်ရဲ့တဘာဝ မကောင်းမှုမှပျော်မွေးမှုဒီသုံးချက်သုံးနာပြိုင်တတိကံနေနဲ့တိဆောက်ထားတဲ့ဒီသတ္တလောကသဘာဝကြီးလောကီသဘာဝလောကကြီးထဲမှာပေါ့နော်အဲ့ဒီသုံးပါးနဲ့တင်လုံလောက်နေပြီဘာလို့လုံလောက်လဲဆိုတော့အမတန်နဲ့တဲ့တရားတော်ပေါ်မှာကြီးညိုသတ္တပွားမှုပေါ့နော်ခုနပြောတဲ့မေခွန်းထဲမှာလို့အပုံသတ္တဝါတို့ရဲ့အပုံတသိန်းပုံတပုံငါရှိတယ်ဆိုတာဒါပဲအဲ့ဒီကိုယ်ခံအားတွေနဲသွားတဲ့အတွက်ဒါခစ်ကလည်းတင်ဖျားရှင်ပွင့်တိုင်းပွင့်တိုင်းမှာဒီလိုပဲအဲ့ဒီသုံးပါးဆုံနေသမျှဟာကြီးညိုမှုသတ္တတရားတွေအားနဲ့မှာပဲပါရမီထူးရှိတဲ့ပုံကိုယ်တွေ နာကုသိုလ်ကံကောင်းမှုများများလုပ်ထားတဲ့ပုဂ္ဂိုလ်တွေဒါလည်းပြစ္ဆုတ်ကံအတိတ်နဲ့ပြစ္ဆုတ်ကံဆွဲဆုံမြင်ပြီးတော့အထုံနိုင်တဲ့ပုဂ္ဂိုလ်တွေဒါလည်းတရားတော်ပေါ်မှာနားလည်နိုင်မှုရှိကြတယ်ကြည်ညိုသတ်တာပေါ်များနိုင်တယ်လို့ဒါကြောင့်ဖြစ်ကြပါ